ခရနဲအီလိုမတ်လောဘကိုလူသိချင်းကြောင်ရန်ဖြစ်နေပြီးအီလိုမတ်ကထွန့်ဟာဖျားပြီးရန်ဖြစ်တဲ့သူမျိုးဆိုပြီးတော့အပြင်းထန်ဆွဆွဲလိုက်ပါလေထရန့်ကလည်းအီလိုမတ်ကိုပြန်လည်ဆွဆွဲထားပါတယ်ထရန့်နဲ့အီလိုမတ်ရန်ပွဲကဘယ်အဆလဲဆိုတော့ပြောဖို့ခက်ပါလေဒါမဲ့အီလိုမတ်ပြောတဲ့စကားကတော့ထရန့်ကတော့ဆက်ဆက်ခါနာကြည့်တော့ပါလေကျွန်တော်သားတကယ်လို့ငွေကြေးတွေရင်းနှီးမြှုပ်နှံမှုမလုပ်ခင်ရင် ကျွန်တော်တို့ပိုင်ထရန့်ကရွေးကောက်ပွဲရှုံးပါလိမ့်မယ်ကျေးဇူးမသိတဲ့လူလူအီလိုမတ်ကထရန့်ကိုပြစ်တင်ပြောဆိုပါတယ်အထက်လွတ်တော်မှာဆိုင်းငံ့ထားတဲ့သမားရဲ့အဓိကအခွင့်ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးသမားထရန့်နဲ့တက်စလာမှုဆောင်အရာရှိချုပ်အီလိုမတ်ကြားသဘောထားကွဲလွဲမှုကြီးဟာ လုံးဝကိုဖုံးမနဲ့ဖိမရပေါ်လွန်သွားတာပါ Trump ကလည်း Elon Musk ကိုအယူလို့ပြန်ခေါ်ခဲ့ပြီး Tesla ပြင်အကသာစုစမ်းနေတဲ့ company Space A နဲ့ညာရီတုကုမ္ပဏီ AI တို့ကိုပိုင်ဆိုင်တဲ့ဂရေတိုသတိကြီး Elon Musk ရဲ့ company နဲ့အစိုးရစာချုပ်တွေကိုဖြတ်တောက်ပြမယ်လို့ချိန်ချောက်ခဲ့ပါလေ Trump ရဲ့အဲ့ဒီလိုမျိုးချိန်ချောက်မှုကြောင့် Elon Musk ရဲ့ Tesla နဲ့ Space A ရဲ့ stock share တွေဟာထိုးကျသွားပါတယ် Trump ရဲ့မချက်ပြီးတော့ Tesla ရဲ့ stock share စဉ်လုံးကျဆင်းခဲ့ပြီး Elon Musk က Space A ဟာ Trump ရဲ့ချိန်ချောက်မှုကြောင့် စပိအိတ်တာလုံးဆောင်လိုက်တဲ့အာဂါတာကိုတည်ယူပို့ဆောင်တဲ့လုပ်ငန်းကိုလည်းချက်ချင်းဖြတ်သိမ်းပြမယ်လို့ပြောပါတယ်ဥပဒေကြမ်းမာလျက်စစ်ကားဝေယူပါကအခွန်လျှော့ပေးမှုကိုဖြတ်သိမ်းလိုက်ခြင်းနဲ့နာဆာမှာလုံးပိုင်ဝင်နေဆိုလိုက်ခြင်းကြောင့်မကြာသေးမီကအထိ၎င်းရဲ့ထိတ်တန်းကြံပေးသူဖြစ်ခဲ့တဲ့အီလိုမက်ဆာအခွန်ဥပဒေငွေကြေးကိုစန့်ကျင်နေကြောင်း Trump ကပြောပါတယ်ကျွန်တော် Elon Musk ကိုအရေးစိတ်ပြက်မိတယ်ကျွန်တော်သူ့ကိုအများကြီးကူညီပေးထားတာလို့ Trump ကသတင်းထုတ်ပြောပါတယ် ။ပြီးခဲ့တဲ့ဘက်ကလည်းအဲ့ဒီနေရာမှာ Elon Musk ရဲ့ DOG ဌာနရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပါသေးတယ်။ Elon နဲ့ကျွန်တော်ကကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ဆက်ရှိမလားတော့မသိကြတော့ဘူးလို့ Trump ကပြောပါတယ်။ဆိုတဲ့ media website တွေမှာတော့ Trump ကိုလည်းလည်းမြဲပြက်သား Elon Musk ကတုံ့ပြန်ပါတယ်။ဘာပဲဖြစ်ဖြစ်ဗျာ Federal လူမျိုးပြောင်းမှုတိုးလာနေတယ်လို့ဒီဥပဒေကြောင့်ဝေဖန်ခဲ့တာလို့ Trump ကပြောပါတယ်။ ရင်းနှီးတဲ့သဘောတကူရဲ့ထောက်ပံ့ခြင်းကိုမဖြတ်တောက်ပေမဲ့လျှက်စစ်ကောင်းတဲ့နေအောင်ကြီးစွန့်ရင်အတွက်မလုံးပေးမှုကိုဖြတ်တောက်လိုက်တဲ့အတွက်ဥပဒေကြမ်းဟာအလုံးစိတ်ပြက်စရာကောင်းပါတယ်။လူရင်ချင်းမှုတမိုင်းတစ်လျှောက်ဒီလိုဥပဒေကြမ်းလိုမျိုးကြီးကျယ်ခံနာလာတဲ့စိတ်ပြက်ဖို့ကောင်းတဲ့ဥပဒေမျိုးမရှိဘူးလို့ Elon Musk ကရေးပါတယ်။ဒီမိုကရက်တွေကအောက်လွတ်တော်ကိုထိန်းချုပ်သွားမှဖြစ်ပြီးတော့ရီပက်ဘလီကန်ကထက်လွတ်တော်မှာ51 49သာရှိပါလိမ့်မယ်။ဒါကျွန်တော်ကြောက်မှာကျွန်တော်ကြောက်ထပ်လွတ်ချင်တယ်လို့လို့ရတာပါ။ ထရရဲ့2024မှာဆက်စီရင်မှာကျွန်တော်အများဆုံးဘန်နာကြီးထောက်ပံ့တူပါဒေါ်လာ350ကျော်ကျွန်တော်တုံးခဲ့တယ်လို့ Elmax ကရောပြေးပါလေဒါကြောင့် Trend ဟာကျေးဇူးကမ်းတဲ့လူလို့ပြောပါလေဖျားပြီးမြန်ဖြစ်တဲ့သဘောမျိုးလို့ဆိုနိုင်ပါလေအလဲလူ80%ကလုံးကိုမန်နေဂျာကိုစားပြုတဲ့နိုင်ငံရေးပါတီအသစ်တစ်ခုဖန်တီးဖို့အမေရိကန်မှာအချိန်တားမီလားလို့ Elmax ကလည်းပြောပါတယ် Tesla အမှုဆောင်ရာရှိကြောင်းနဲ့ Republican တို့ကြားရန်လိုမှုကြောင့် Tesla ရဲ့ရှယ်ယာတွေဟာရှယ်ယာကနေတော့ထိုးကျသွားတာဖြစ်ပါတယ်။ Trump ကလည်း အစိုးရရဲ့လုံခြုံရေးအရတော်အာဖရိကနိုင်ငံမှာမွေးဖွားခဲ့ပြီးအမေရိကန်နိုင်ငံသားဖြစ်ပြောင်းလဲခံခဲ့တဲ့အီလွန်မတ်စ်ရဲ့ရွှေပြောင်းခြေချနေထိုင်မှုဆိုင်ရာလုံခြုံရေးအရကိုပြန်လဲစစ်ဆေးတင်တယ်လို့ Trump ကဆိုလာပါတယ်။အီလွန်မတ်စ်ဟာခိုးဝင်နေတာလား။ဒီကြားတခုကတော့သူဟာအရင်ဆုံးကအမေရိကန်မှာလာကြောင်းတက်တဲ့တောင်အာဖရိကကကြောင်းသွားတူပါ။အခုတော့သူဒီမှာကြောင်းတက်နေရင်လည်းအမေရိကန်မှာတရားမဝင်နေရလား။ကျွန်တော်သိအောင်လုပ်မယ်လို့ဆိုပါတယ်။ တရိယာရဲ့ထားတဲ့သဘောထားကိုလည်းမှုတွေစတင်လာတဲ့အချိန်မှာတော့ Illumus ကိုခံပဲတော့သားတွေကနိုင်ငံသားသားရွှေပြောင်းခြေချဖြစ်ရှုမြင်လာတဲ့သဘောပါ Illumus ဟာထားရဲ့ရေကောက်ပွဲကျုံမဲ့ဆွေလှောင်မှုအတွက်တော်တော်လေးကိုကုန်ကြစေခံခဲ့ရတယ်လို့လည်းသိရပါတယ်နောက်ထပ်သင်တစ်ပုဒ်ပြောချင်ပါတယ်အမေတမရှုပ်ထွေးလာတဲ့ယူကရိန်းနဲ့ဆွေးနွေးပွဲဒီမှာအောင်မြင်မှုအလင်းမြန်ရမှာမဟုတ်တော့ဘူးလို့ရုရှားကပြောပါတယ် ဇွန်နဝါရီမှာနှစ်ဖက်လုံးဟာဖန်စီရမိတဲ့စစ်သားများအပြားဖလှယ်ဖို့သဘောတူခဲ့ပြီးသူတို့ရဲ့ငင်းကြေးလက်ပြမြေပုံတွေကိုဖလှယ်ပါတယ်အဲ့ဒီဇွန်နဝါရီကလည်းနှားရီတော့မကြပါဘူးရုရှားရဲ့ထိုးစစ်ဆင်မှု၃နှစ်ကျော်ကြာမြင့်လာပြီးတော့နှစ်ဖက်လုံးမှာလူထောင်နဲ့ချီတည်ဆုံးခဲ့ပါတယ်ယူကရိန်းရှေ့ပိုင်းမှာရှိတဲ့လူသန်းပေါင်းများစွာဟာနေရက်တွေကိုလည်းစွန့်ခွာခဲ့ရပါတယ်နှစ်ဖက်လုံးကပြည်ထနာကပိုဆိုးလာပြီးရင်ကားထက်တော်မှပြန်လဲတင်းရဖို့ခက်ခဲနေစေဖြစ်ပါတယ် မေဂန်ကိုယ်တိုင်လက်ပတ်ကြည့်နေရတဲ့အချိန်လေးရောက်လာပါတယ်အခြေချနေတိုင်းကိစ္စလည်းလွန်ရှုပ်ပြီးပြီးတင်းမွေးမှုများစွာပါဝင်တယ်လို့ရုရှားပြောဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောပါတယ်အရေးပေါ်ဖြည့်ရှင်းရတဲ့အောင်မြင်မယ်လို့ထင်တာဝါသားခဲ့တာလို့ဆိုပါတယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသလေးကမှယူကရိန်းတပ်တွေဆုတ်ခွာပေးမှုနဲ့ယူကရိန်းထိုးစစ်ခေတ္တရဲ့စိုက်ပိုးနောက်ဆက်တွဲသတ်မှတ်ချက်အဖြစ်ရုရှားကတောင်းဆိုခဲ့ကြောင်းရုရှားနိုင်ငံပိုင်မီဒီယာမှာထုတ်ပြန်တဲ့စာရွက်စာတမ်းတွေရသိရပါတယ် ယူကရိန်းကတော့အပြည့်ဝနဲ့အကျဉ်းမဲ့အပြစ်ခတ်ရဲစေးတောင်းဆိုပါတယ်။ဒါပေမဲ့တိုက်ပွဲရှိတဲ့ချွန်းနေရာတွေမှာနှစ်ရက်မှသုံးရက်ကြာအပြစ်ခတ်ရဲစေးတာကန့်လန့်ခဲ့တယ်လို့ရုရှားဘက်ကပြောပါလိမ့်။စစ်မှန်တဲ့ညချိန်ကနေပုံမနီးစက်ခြင်းမရှိတဲ့နီလန်ဟောင်းလက်လက်ချခိုင်းမှုကိုတင်ပြနေခြင်းနဲ့ဒီနေ့အထိအပြစ်ခတ်ရဲစေးအတွက်ဒိဗယ်မရှိတဲ့စစ်မှုအားလုံးကိုပယ်ချနေခြင်းကိုလည်းရှုတ်ချကြောင်းယူကရိန်းကပြောပါလိမ့်။ရုရှား၊ယူကရိန်းနဲ့အမေရိကန်သမ္မတထိပ်သီးစည်းဝေးကျင်းပမှုလည်းပယ်ပြတ်သွားပါလိမ့်။ဒါလုံးဝမဖြစ်နိုင်ဘူးလို့ဆိုပါလိမ့်။ ရုရှားနဲ့ဇမဆက်ရှိမှာအကွာမှာရှိတဲ့ဆမ်မီယိုလေးကိုရုရှားဘက်ကဒုံးကြီးနဲ့တိုက်ခိုက်ရမှာလူလေးဦးသေဆုံးခြင်းကလည်းရဲသမားရဲသားတွေကိုတမင်တကာပြစ်မှတ်ထားနေတာလို့ဆလန်စကီးကပြောပါတယ်။ရုရှားတပ်တွေဟာထိုးစစ်ကိုအရှိန်မြှင့်တင်ခဲ့ပြီးနောက်ယူကရိန်းရှင်းပြဘက်ဆမ်မီဒေတာမှာပူတင်ကကြားခန့်စုံတစ်ခုတည်ထောင်ဖို့ကြိုးပမ်းတာဖြစ်ပါတယ်။ဒါအပြင်မြို့ကြီးကတော့မြို့ပြက်လိုတစ်ခုဖြစ်နေပါတယ်။အဲဒီမြို့ပြက်ကြီးမှာပူတင်ဘယ်လိုတည်ထောင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ နောက်ပြီးတော့လက်တလောယူကရိန်းဘက်ကရုရှားကိုတိုက်ခိုက်မှုတွေကိုလည်းပူတင်ကအပြင်းထန်လက်စားချင်တယ်လို့သတိပေးထားတာဖြစ်ပါတယ်။ပူတင်ကအဲ့လိုပဲပြင်းထန်လက်စားချင်တယ်လို့သတိပေးထားတဲ့အတွက်ကြောင့်ငင်းချင်းဆွနူဟာဘလို့ဘာမဖြစ်နိုင်ဘူးလို့ယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းရဲ့ထိုင်းနိုင်ငံရရှိများအဖွဲ့အားကာကွယ်ရေးနဲ့စစ်ပွဲဆိုင်ရာတိုက်ဆိုက်ရေးတွေပါဝင်ဖြစ်နိုင်ခြေရှိတဲ့ပိတ်ဆို့ရည်ရွယ်မှုတွေနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးမယ်လို့လည်းပြောပါတယ်။ဇန်နဝါရီလကအင်ပီရိုကိုပြန်လည်ရောက်ရှိလာပါက ပရိပကောက်ကိုလင်းနေစွာဆုံးသက်ပြောကြားနိုင်မယ်ဆိုပြီးတော့ပြောခဲ့တဲ့ခန့်ကလည်းစစ်ပွဲကိုလောလောဆယ်အချိန်ထိတားဆီးနိုင်ခြင်းမရှိသေးပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးခန့်ကတော့ပူတင်ရောစီဒန်စကီရောနှစ်အောင်လုံးဟာခေါင်းမလွန်လာတယ်လို့ဝေဖန်ပြောဆိုထားပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ကမ္ဘောဒီးယားနဲ့တိမမှုတွေဆွမ်းကုန်မြင့်တက်စင်မှာထိုင်းဘက်ကလည်းဆွေဒင်ထောက်ဂရစ်ပန်ဂျက်တိုက်လေယာဉ်ဆက်နက်စင်းထိဝယ်ယူဖို့စီစဉ်နေပါတယ် တော်ဝင်ထိုင်းလီတပ်ဖွဲ့ကလာမယ့်စနေနေ့တွင်စီဒင်ရဲ့ sub company မှာတည်ဆောက်တဲ့ Grip JS39 ဂျက်လျင်ဆက်လက်ဆဲဝယ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ကနဦးရဲ့ယူရိုစီစဉ်ဖြစ်ဒေါ်လာ996တန်းနဲ့ညီမျှတဲ့ဘတ်စ9.5ဘီလီယံတန်ကြီးရှိ Gripen 39ချက်လီတိုက်လျင်လေးစင်းဝယ်ယူမဲ့သဘောတူညီချက်ကိုလာမယ့်ဩဂုတ်လမှာလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြား စီရင်တင်မမှုတွေပုံပုံမြင့်တက်လာတဲ့အချိန်မှာထိုင်းဘက်ကလေတပ်ကိုပုံပုံဖြည့်တင်းလာတာဖြစ်ပါတယ်။သဘောတူညီချက်ကထိုင်းဆွေကိုပုံပြီးကျိုးဖြစ်စေတာကြောင့်အမေရိကန်လုံး F-16 ဂျက်တိုက်လေယာဉ်ထက်ဆူရင်ထုံး Gripen ဂျက်တိုက်လေယာဉ်ရွေးချယ်ဖို့ထိုင်းလေတပ်ကဆုံးဖြတ်ခဲ့တာပါ။ဖေဗူလာတွင်တောင်ပိုင်းနယ်စပ်ဆုံခလာပြည်နယ်ရှိလက်မကြီးတစ်ခုကို Gripen ဂျက်တလီရစဉ်စဉ်သက်နိုင်မဲ့ပွင့်ဖြစ်လဲပြောင်းလဲခဲ့ရာအရေးပေါ်အခြေအနေအတွက်ပထမဆုံးလေ့ကျင့်မှုဖြစ်ပါတယ်။ American နဲ့စီးရေးဆိုင်ရာပူးပေါင်းဆောင်မှုတမန်ကြောင့်ရှိခဲ့ပြီး 2023တွင်အမေရိကန်ရဲ့အရေးပါတဲ့ NATO ဖွဲ့ဝင်မဟုတ်တဲ့မဟာမိတ်ဖြစ်သတ်မှတ်ခံရတဲ့ထိုင်းဟာကနအူးမှာတော့ Lockheed Martin ထုတ် F-35 ကိုပြောက်တက်လေယာဉ်ရှစ်စင်းဝယ်ယူဖို့ကြိုးပမ်းခဲ့ပါတယ်။ပြည်ပြင်ထိုင်းသိမ်းရေးပါဝင်လေကြင်းနဲ့နေပညာဆိုင်ရာလိုအပ်ချက်တွေရှိတယ်ဆိုတဲ့ထိုင်းနိုင်ငံရဲ့ပြောကြားချက်ကြောင့် American က F-35 ကိုပြောက်တက်လေယာဉ်တွေရောင်းချဖို့ငြင်းဆန်ခဲ့ပါတယ်။ F35 ကိုပြောင်းကျတဲ့လေယာဉ်ကို Australia, Japan, Tongkorea နဲ့ Singapore ပါဝင် Asia Pacific ဒေသမှာရှိတယ်။ မရိကန်ရဲ့နီဇိုမဟာမိတ်တွေကိုရောင်းချတဲ့ပို့ကုန်ဖြစ်သတ်မှတ်ထားပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကရေချာရင်းတိမ်းဆောင်းသွားတဲ့စစ်သင်္ဘောကြီးကိုပြန်လည်ပြင်ဆင်လူသွားပြီးလို့ဝက်ကိုရီးယားဘက်ကဆိုပါတယ်။ရေချာပွဲမှာအမှားပြေကြုံပြီးတော့တိမ်းဆောင်းသွားခဲ့တာဖြစ်ပါတယ်။တန်ချိန်9000ရှိတဲ့ဒီဖြတ်သင်္ဘောကြီးဟာမေလာလုံးကရေချာပွဲခန်းတော်တစ်ခုမှာအမှားပြေဖြစ်ခဲ့လို့သင်္ဘောကြီးမှာပဲတချမ်းဆောင်းတင်မောက်ခဲ့ပြီးသင်္ဘောဝမ်ပိုက်ထဲကိုရေတွေဝင်ခဲ့ရပါတယ်။ အဲ့ဒီခြောက်ဘောကိုကိုယ်တိုင်တက်ရောက်တဲ့နိုင်ငံကောင်းသောကင်ဂျုံအောင်ကတော့ဒီကိစ္စကိုတော်တော်လေးဒေါသထွက်ခဲ့ပြီးအင်မတန်ခွင့်မလွတ်နိုင်စရာကောင်းတဲ့ပေါ်ဆမှုဖြစ်ဆွဆက်ပြီးတာဝန်ရှိသူအားလုံးကိုပြင်းထန်ဆူမှုကျင်းပခဲ့ကဖန်ဆီးခဲ့တယ်လို့ဆိုပါတယ်ကျုပ်တို့ဘုံမှာတော့မြောက်ကိုရီးယားဟာတင်းမောကျင်းမာရှိတဲ့ရည်ရွယ်ကိုအပြောင်းအလဲတပ်ပေါ်လေစားတွေနဲ့အုံမှုဖုံးကွယ်ထားတွေ့ရပါတယ်။အခုတော့အဲ့ဒီဖြတ်တင်းမောကိုပြင်ဆင်မှုတွေပြီးသွားပြီးရေပြန့်ချထားပြီးပြီလို့ဆိုရပါ KCN နဲ့သတင်းဌာနကဖော်ပြပါတယ်။ ဖြတ်သွင်းသွားဇွန်လ9ရက်နေ့မှာကုန်ပြည့်စင်ပြီးသွားပြီးတော့ဟန်ကျင်းညီတဲ့ချင်းလူမျိုးနဲ့ရေချနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ရေချပွဲတုန်းကလွဲချော်ချောင်ဖမ်းခရရတဲ့မြောက်ကိုရီးယားရာရှိတဲ့လုံခြုံရေးကတော့စိုးရိမ်စရာကောင်းပါတယ်။အဲ့ဒီအရာရှိများတည်တံပေးခံရနိုင်တယ်လို့ဆိုပါတယ်။ဟန်စီခန္ဓာသူတွေထဲမှာမြောက်ကိုရီးယားအာဏာရလက်သွားပါတီရဲ့လက်လက်ခံရထုတ်လို့ဌာနတူးမှုကြားရေးမှုရဟောင်းဆောင်ပါဝင်ပါတယ်။ဖက်စစ်ခရယာသူတွေကိုဘယ်လိုမျိုးပြစ်ဒဏ်ပေးမလဲဆိုတာမသိပေမဲ့မြောက်ကိုရီးယားဟာတည်တံပေးတာများပါတယ် ကင်ဂျွန်ဟာနိုင်ငံစင်အားကိုချဲ့ထွေတည်ဆောက်မှာရေတက်နေပြည်အပိုင်းကိုအစင်မြင့်ဖို့စီစဉ်နေပါတယ်။ရေချိုင်းရင်မာရီကြောင့်တဲ့ဖြတ်တင်မောပြူဟာမြောက်ကိုရီးယားရေတက်ခေမီဆိုစီရင်နေလို့ယုံကြည်ရပြီးလက်ရှိချိန်ဒီရေတက်မှာနှစ်စီးပိုင်ထားပါတယ်။ဒါပေမဲ့လက်တွေ့ခုံမောင်းမှုစစ်စင်မှာပေါ်ဝင်နိုင်တဲ့အစင်မျိုးကတော့လာမယ့်နှစ်လောက်မှာရောက်ရှိမယ်လို့သိရပါတယ်။နောက်ထပ်တင်ဖို့ပြောချင်ပါတယ်။ဂျပန်နိုင်ငံရဲ့ကလေးမွေးဖောက်မှုနှုန်းက9သိန်းအောက်ကိုပထမဆုံးအကျဉ်းကျဆင်းသွားပါတယ်။ ဂျပန်နိုင်ငံမှာပြီးခဲ့တဲ့နှစ်အတွင်းကလေးမွေးဖားနှုန်းဟာပထမဆုံးကြိမ်မြောက်9သိန်းအောက်ကျဆင်းသွားတယ်လို့ဂျပန်ဆိုရကထုတ်ဖော်ပြောပါတယ်။တကြီးရဲ့ဥယျာဉ်များပြတဲ့ဂျပန်နိုင်ငံဟာ2024မှာကလေးငယ်6သိန်း8တောင်းကျော်သာမွေးဖွားခဲ့ပြီးတော့2023ကထက်4သိန်းကျော်လောက်ရောင်းနေခဲ့တယ်လို့ချက်တွေမှာဖော်ပြထားပါတယ်။ဒါဟာအနေဆုံးဖြစ်ပါတယ်။နိုင်ငံအတွက်တိတိဆိတ်အရေးပေါ်အခြေအနေကိုဂျပန်ဝန်ကြီးချုပ်အာရှိဘာကပြောဆိုထားပြီးဒီအခြေအနေကိုလာရောက်ညှိထွေဖြစ်မယ်လို့ပြောပါတယ်။ အလောက်ချိန်နဲ့မိသားစုအစီအမံမျိုးတွေချမှတ်မယ်လို့ဆိုပါတယ်ဂျပန်ဟာနိုင်ငံငယ်လေးဖြစ်တဲ့မိုနာကိုပြီးရင်တဘောပေါ်မှာတက်ကြီးရုပ်ကိုအများဆုံးဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်ဂျပန်ကျန်းမာရေးဝန်ကြီးဌာနချက်လိုက်ရနိုင်ငံစစ်စစ်ပေါင်းလို့ဖောက်မှုလို့ဟာမျိုးသွေးတယောက်ကိုမူဖွားလို့တက်တက်သမတ်1900ခန့်လောက်ထိကြောက်ခမဲလေးပြီးကြဆင်းနေပါတယ်နိုင်ငံပိုင်း2024အတွင်းသေဆုံးသူ1.6သန်းရှိပြီး2023ခုနှစ်ထက်တိုးလာပါလိမ့်။လူဦးရေ123သန်းရှိတဲ့ဂျပန်နိုင်ငံမှာ တကြီးရဲ့အုံများပြတာနဲ့မြန်လောက်သားရှက်ပါမှုနဲ့ရင်ဆိုင်နေရပါတယ်။အင်ဒီဂျင်တောင်ကိုရီးယားမှာလည်းခလီမူဖန်တို့ဟာဂျပန်ထက်တော်မှကြာဆင်းသွားပါတယ်။ဒါပေမဲ့လက်ထက်ထိုင်းများတို့ကတော့အရင်ကထက်တိုးလာတယ်လို့သိရပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ယူကရိန်းရဲ့ drone နဲ့ပြင်းထန်တိုက်ခိုက်မှုတွေပူတင်ဟာရဲဆက်ဆက်လက်တုံ့ပြန်လိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းသမ္မတဆီလန်စကီကိုအသိပေးလိုက်ပါတယ်။ ထရန့်ဟမ်လေးကရုရှားသမ္မတပူတင်နဲ့85မိနစ်ကြာဖုန်းပြောပြီးနောက်ယူကရိန်းကနေရုရှားလက်ဒက်စခန်းလေးပေါ်အကြီးစားဒရုန်းနဲ့တိုက်ခတ်မှုလုပ်ခဲ့တဲ့အပေါ်ပူတင်ကပြင်းပြထန်ထန်ပြန်လည်တုံ့ပြန်မှုရှိကြောင်းထရန့်ကိုပြောလိုက်တယ်လို့သိရပါတယ်။ပူတင်ကလည်းရင်ကိုင်းနဲ့ပေါ်မှကြာမီကအဲ့ဒီတိုက်ခတ်မှုအတွက်တုံ့ပြန်ရမယ်လို့ပြင်းထန်ပြောခဲ့ပါတယ်လို့ထရန့်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးပါတယ်။ ယူကရိန်းတို့ဒေတာခံမှုနဲ့ပတ်သက်ပြီးအမေရိကန်ကိုလည်းကြိုတင်သတိပေးခဲ့ကြောင်းထရန်ကပူတင်ကိုပြောခဲ့တယ်လို့ရုရှားသမ္မတဂျန်ဘေးကပြောပါတယ်။ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ IRN ဘုတ်စတီမာဖော်ပြတာကတော့ယူကရိန်းဟာစွန့်နှုတ်မှုတွေကိုအနှောက်အယှက်ပေးဖို့ကြိုကန်ပန်းခဲ့ပြီးတော့ယူကရိန်းဆိုရဟာဂျန်ဘက်အဖွဲ့အစည်းဖြစ်ပြောင်းလဲသွားပြီလို့ပူတင်ကထရန်ကိုပြောပါတယ်။ဒါအပြင်နှစ်နိုင်ငံကြားပူပေါင်းဆောင်ရွက်မှုပြန်ထူထောင်ရေးအလားအလာနဲ့ပတ်သက်ပြီးအမြင့်ဖလှယ်ခဲ့ပြီးတော့အလားအလာကောင်းနေရှိပါတယ်လို့ဆိုပါတယ် ယူကရိန်းကစွန်လတရနေ့မှာရုရှားကိုအကြီးစားဒရုန်းတိုက်ခတ်မှုလုပ်ခဲ့လို့ရုရှားစစ်လေယာဉ်စီး၄၀ကျော်ဖျက်ဆီးသွားပြီးတန်ဖိုးဘီလီယံနဲ့ချီဆုံးရှုံးသွားပါတယ်ရုရှားလေယာဉ်အနေနဲ့မှာနျူကလ িয়ার ဘုံတက်ဆင်နိုင်တဲ့ TU95 နဲ့ TU22M3 မျိုးစားတွေပါပြီး A50 တတိပေးအချက်ပြလေယာဉ်တွေပါသွားပါတယ်ယူကရိန်းဘက်ကဒရုန်းပေါင်း482စင်းပက်ထန်ခရစ်စတိုကြီး80နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒါအပြင်ယူကရိန်းသမ္မတဇီလန်စကီနဲ့ထိပ်သီးဆွေးနွေးပွဲကိုလည်းလုပ်ဖို့အကြောင်းမရှိတော့ဘူးဆိုပြီးပူတင်ကပယ်ချလိုက်ပါလိမ့်။အကြမ်းဖက်မှုကိုအားကိုးတဲ့သူတွေနဲ့ဘလို့မှနှိမ့်နိုင်မှာမဟုတ်ဘူးလို့ပူတင်ကပြောပါလိမ့်။တူရကီမှာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုကိုဦးဆောင်ခဲ့တဲ့ပူတင်ရဲ့လက်ထောက်မာရင်စကီကဆွေးနွေးပွဲနဲ့ပတ်သက်ပြီးသမ္မတကိုအစီရင်ခံပါလိမ့်။ဆွန်နုဘမှာတော့ပူတင်နဲ့ဇီလန်စကီကထိပ်သီးဆွန်နုဘအတွက်ပြင်ဆင်ရရ30သို့မဟုတ်ရ60ကြာချွင်းချက်မရှိပြစ်ခတ်ရဆဲရည် အဆိုပြုချက်ပါဝင်တယ်လို့လည်းပြောပါတယ်။အကြာသင်ခင်ရက်တွေအတွင်းရုရှားနောက်ဖက်ချက် brass နဲ့ cast တွေသားတွေမှာတရားတွေဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့်လူခုနှစ်ဦးသေပါတယ်။ဒါဟာကြမ်းဖက်တိုက်ခိုက်တဲ့လူရဲ့ပဲလို့ဘူတင်ကပြောပါတယ်။အပြစ်ခက်ရစဲရာလောက်လိုက်ယူကရိန်းနေတဲ့နောက်နိုင်ငံလက်နက်တွေကိုပြင်ဆင်ဖို့နဲ့တခြားကြမ်းဖက်မှုတွေအတွက်ပြင်ဆင်နိုင်ခြင်းရှိတယ်လို့ရုရှားသမ္မတကပြောပါတယ်။ရင်ကလည်းပူတင်ဟာဇလန်စကီကိုတက်တန်းကုန်နေတဲ့ယူကရိန်းသမ္မတဆိုပြီးပြောမှုပါတယ်။ ဒီတော့အမေရိကန်သမ္မတထရန့်ရဲ့ရုရှားသမ္မတပူတင်တို့ဟာမနေ့ကတယ်လီဖုန်းနဲ့ဆက်နွယ်ပြီးယူကရိန်းချင်းချင်းအတွက်အပြည့်မထွက်သေးဘူးလို့ဆိုပါတယ်။ဒါသည်ငယ်ရတွင်ယူကရိန်းဟာရုရှားရဲ့ Sages ခန်းလေးကိုတိုက်ခိုက်တယ်နဲ့ပတ်သက်ပြီးပြန်လက်စားချေပြမယ်လို့ပူတင်ကကြိမ်းပောင်းထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။မြန်မာနိုင်ငံအပါဝင်နိုင်ငံများပြားရေဂျူရောက်ခဲ့တဲ့ကြောင့်သမတ်ခံကလက်မှတ်ရထုတ်ကြေညာလိုက်ပါလေ။အန်ဒီရရှိတဲ့နိုင်ငံသားတွေရမ ်အမေရိကန်ကိုကောက်ွယ်ဖို့ခရီးသွားလာခွင့်ပိတ်ပင်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်းကြေညာချက်မှာဖော်ပြပါတယ်။အာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယယ်အီထရီးယားဟီတီအီရန်လိဘီးယားဆိုမာလီးယားဆူဒန်နဲ့ယီမန်နိုင်ငံတွေပါဝင်ပြီးအဲ့ဒီနိုင်ငံသားတွေဝင်ရောက်ခြင်းကိုအပြည့်အဝကန့်သတ်တော်မှာဖြစ်ပါတယ်။နိုင်ငံများစုကအာဖရိကနဲ့ရှေ့လက်ပိုင်းဒေသမှာဖြစ်ပါတယ်။အခြားနိုင်ငံခုနှစ်နိုင်ငံ ဖြစ်တဲ့ဘူရူဒီ၊ကျူဘာ လာအိုစီယာလီယိုတိုဂိုတမင်နစ္စတန်နဲ့ဗင်နီဇွဲလားတို့မှာဝေရောက်မှုတွေကိုတော့တစိ့တပိုင်းကန့်သက်ထားအောင်မှာဖြစ်ပါလိမ့်အာရှတိုက်ကဆိုလို့မြန်မာနိုင်ငံတနိုင်ငံနဲ့ပါဝင်တာဖြစ်ပါလိမ့်ဝေရောက်ခွင့်လုံးဝပိတ်ပစ်ခဲ့တဲ့နိုင်ငံတွေဟာဗီဇာဆိုင်ရာစီစစ်ခြင်းနဲ့ဆန်းစစ်ခြင်းဆိုင်ရာအားနည်းချက်တွေအများအပြားရှိကြောင်းတွေ့ရှိပြီးအမေရိကန်အတွက်အလွန်အလျောက်ရှိတယ်လို့ဆုံးဖြတ်ကြောင်းကြေညာချက်မှာဖော်ပြပါလိမ့် အဲ့ဒီကြေညာချက်ဟာဇွန်9ရက်နေ့နနက်12နာရီ10မိနစ်အရှေ့ပိုင်းစံတော်ချိန်မှာစတင်ပြီးတော့အကျိုးဝင်မှာဖြစ်ပါတယ်။အဲ့ဒီရမတိုင်းမီထုတ်ပေးထားတဲ့ဗီဇာတွေကိုတော့မရုပ်သေးဘူးလို့အမိန့်မှာဖော်ပြထားပါတယ်။ထားဆိုရကမြန်မာပြည်သူတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ခြင်းဟာမဖြစ်တင်ကြောင်းဒါကြောင့်ဒီလိုမျိုးလုပ်တာဟာအားနည်းမှုကိုပဲဖြစ်စေမယ်လို့မြန်မာပြည်လှုပ်ရှားသူတွေကတော့ပြောပါတယ်။နောက်ပြီးတော့အမေရိကန်မှာ မပြောင်းတော့တဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပြီးတော့လိမ့်လည်ပြီးတော့နိုင်ငံရေးခေါ်လုံခွင့်တွေရှောက်ထားတာကိုလည်း Trump ဆိုရကရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနိုင်ငံရေးလိမ့်လည်ပြီးတော့ခံယူထားတဲ့သူတွေကိုလည်းရှောက်ဖွေဖော်ထုတ်ဖန်စီပြီးနေရပြန်ဖို့မယ်လို့ဆိုပါတယ်။ဗီဇာတက်တန်းကျော်လွန်ပြီးနေထိုင်သူတွေများပြားတယ်လို့ဆိုပါတယ်။တကယ်လို့သူတို့ပြန်ဖို့တဲ့အခါမှာ မြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်ခြင်းမရှိတော့တောင်ဆူဒန်နိုင်ငံကိုအခုခံရဖို့များတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ကြောင်းဗန်နိုင်ငံကမှကြီးညာခဲ့ပြီးခြင်းမရှိပဲဒီအချိန်ကတော့ပထမဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သည်မို့ပြောချင်ပါတယ်။2025ခုနှစ်မှာ Space 8မှဝင်ငွေ American Dollar 15.5ဘီလီယံရဖို့ Elon Musk ကခန့်မှန်းထားတယ်လို့သိရပါတယ်။ ဘီလီယနာအီလွန်မတ်စ်ကစီးပွားဖြစ်အကာသကဏ္ဍမှာတုံ့ပြန်ထုတ်လုပ်သူဖြစ်လွှမ်းမိုးလာနိုင်မှုကိုအလေးပေးပြောဆိုပြီး Space X Company ဟာခုနှစ်တွင်ဝင်ငွေ15.5ဘီလီယံစံချိန်နဲ့ရလိုက်မယ်လို့ပြောပါတယ်။အကာသကဏ္ဍမှာရတဲ့ဝင်ငွေဟာလာမယ့်နှစ်မှာအမျိုးသားအကာသနဲ့လေကြောင်းဦးစီးဌာန NASA ဘတ်ဂျက်ဒေါ်လာ1.1ဘီလီယံကျော်လွန်လိမ့်မယ်လို့အီလွန်မတ်စ်ကလူမှုကွန်ရက်မှာရေးပါတယ်။ NASA ဟာအကာသတွင်းစူးစမ်းလေ့လာရေးနဲ့သုတေသနမစ်ရှင်တွေအတွက်ရမုံငွေဆက်လက်ပံ့ပိုးချိန်မှာ SpaceX ကဝင်ငွေရရှိဖို့တွက်ချစ်ကြိုက်တဲ့လွှတ်တင်မှုနဲ့ ဂျိုရုဆက်သွယ်ရေးအတွက်လိုအပ်ချက်ကြီးမားလာမှုပေါ်လေးထားရှိနေပြုံနေနေပါလေစပေးကုမ္ပဏီအား122မီတာအစီရှိတဲ့ Starship အကဒါညိုတီထွင်နေပြီးဒီရင်ကလူသားတွေကိုအင်ကာဂျိုပို့ဆောင်ရမှာအရေးပါတဲ့ခန့်ကန်တာကပါဝင်တယ်လို့ Elon Musk ကပြောပါတယ်စပေးကပြန်သုံးပြတဲ့ Falcon 9နဲ့ Falcon Heavy တို့မြန်နေကြောင်းလွတ်တယ်မှုကွန်ရက်စီကိုတေးကရှော့ချနိုင်ခဲ့ပြီးကမ္ဘာအကာသရဲ့လွတ်တယ်မှုစီကမှအသာစီးရထားပါတယ် Space 8ဟာ2021မှာ Falcon ဒုံးပျံလွတ်တံမှုပေါင်း1134ကျင်းထိစတင်နေပြီးကမ္ဘာမှာအကြမ်းတမ်းမစ်ရှင်များဆုံးကံမီဖြစ်လာပါတယ်။ Space 8ရာဂျိုတုလွတ်တံမှုလိုအပ်ချက်ကြီးထွားလာမှုကိုဖြည့်ဆည်းပေးဖို့ကြိုးပမ်းနေပြီး2025ခုမှာလွတ်တံမှုပေါင်း180နဲ့စံကျင်နေဖို့ရည်မှန်းထားတယ်လို့ Elon Musk ကပြောပါတယ်။နောက်ထပ်ဇင်းဖို့ပြောချင်ပါတယ်။ထိုင်ဝမ်နိုင်ငံကဒရုန်းစမှုလုပ်ငန်းမှာအမေရိကန်ဒေါ်လာ1ဘီလီယံရင်းနှီးမြှုပ်နှံမယ်ဆိုပါတယ်။ထိုင်ဝမ်စစ်တပ်ပိုင်မျိုးသားဂျုံရှန်သိပ္ပံနီပညာတက္ကသိုလ်က မျိုးသားအကျုံရှမ်းတက္ကသိုလ်နဲ့နားလည်မှုစာချုပ်လောက်ကိုလက်မှတ်ရေးထိုးပါလိမ့်။လာမယ့်နှစ်ကစပြီး၅နှစ်တွင်အစိုးရကဒုလုံငယ်သုရေသနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်တမကစမှုလုပ်ငန်းထောက်ပံ့ရေးဂွေးဆက်ခွလုံးရဲ့မဟာဗျူဟာမျိုးပုံစံတပါဘတ်ဂျက်ငွေဘယ်ကန်ဒေါ်လာ1ဘီလီယံဒီပါရင်းနှီးမြှုပ်နှံသွားမယ်လို့ကြေညာလိုက်တာပဲဖြစ်ပါလိမ့်။ဒါဟာတရုတ်ကိုတော့ဒေါသထွက်စီလာပဲဖြစ်ပါလိမ့်။ပြီးခဲ့တဲ့ဒီဇင်ဘာကထိုင်ဝမ်အစိုးရဟာထိုင်ဝမ်ကုမ္ပဏီတွေကိုထိုက်တန်းဦးစားပေးဖြစ်ဂျိုဒူတွေ ဒရုန်းတွေနဲ့စရုပ်ပြီးပုံမူတိဆောင်ရေးတောင်းအားပေးမဲ့ chip doom taiwan လို့နာမည်ပေးတဲ့ပနာမခြေလန်းသစ်မိတ်ဆက်ခဲ့ပါတယ်။ taiwan ဟာယင်ကမောင်းသူမဲ့လေရင်တွေအတွက်အာရှထုတ်လုပ်မှုဗဟုချက်ဖြစ်ဖို့ရည်မှန်းထားပါတယ်။လုံလောက်တဲ့ဒရုန်းထောက်ပံ့ကွင်းဆက်အရှင်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်စေဖို့စစ်တပ်နဲ့တွဲဖက်လှုပ်ဆောင်မှု taiwan ဆိုရဟာ taiwan စီးပွားလုပ်ငန်းတော်ဒရုန်းထုတ်လုပ်သူတွေကိုစုဆောင်းနေတယ်လို့ writer သတင်းဌာနကဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ဖြောချင်ပါတယ်။ မ္ဘာကျော်သတင်းကြီးဘီလ်ဂိတ်ကအာဖရိကအတွက်ဒေါ်လာဘီလီယံ200လုတန်းမယ်ဆိုပါလေ Microsoft ပူးပေါင်းထောင်သူဘီလ်ဂိတ်ဟာသူပိုင်ဆိုင်တဲ့ဒေါ်လာဘီလီယံ200လီးပါးရှိတဲ့ကြော်ဝါးမှုများစွာကိုလာမယ့်အနှစ်20တွင်အာဖရိကတိုက်ရဲကျန်းမာရေးနဲ့ပညာရေးဝန်ဆောင်မှုတွေတိုးတက်ဖို့လုတန်းသွားမယ်ပြောပါလေအသက်69နှစ်အရွယ်ရှိပြီးတဲ့ဘီလ်ဂိတ်ကကျန်းမာရေးနဲ့ပညာရေးမြင့်တဲ့ပေကျင်းအဖြစ်အာဖရိကနိုင်ငံတိုင်းဟာတာယာဝါပြောလာနေတယ်လို့ယုံကြည်ကြောင်းပြောပါလေ ။ Ethiopia နိုင်ငံအဒီပါဘာမြို့မှာမေဖို့ပြောရင်အာဖရိကလူငယ်စံသစ်တီထွင်သူတွေကိုဂျမားရေဆွမ်းရှောင်မှုဖြင့်တင်မှုအတွက် AI နည်းပညာဘယ်လိုအသုံးချရမလဲဆိုတာလည်းစဉ်းစားဖို့တိုက်တွန်းခဲ့ပါတယ်။ဝီလ်ကရအတူပတ်ဆိုင်မှုတွေလမ်းဘက်အနည်း20အတွင်းလှူဒန်းမဲ့လို့ကြေပြုခဲ့ပြီးအဲ့ဒီရမဝေအများစုကိုအာဖရိကရဲ့စံခေါ်မှုကိုဖြည့်ရှင်းဖို့ကိုညီယာမှာသုံးမယ်လို့အာဖရိကသမ္မတရုံးချုပ်မှာပြောပါတယ်။ဘရဂါဆိုရဟာသမ္မတထရဲ့အမေရိကန်သားပထမမူဝါဒကြောင့် အာဖရိကကိုပေးနေတဲ့ကူညီတွေ HMEIDS လူနာကုသရေးစီစဉ်နေပါပါဝင်အကူအညီတွေကိုဖြတ်တောက်ခဲ့တဲ့အတွက်အာဖရိကဂျမ်းပိုက်ဆောင်ရှားမှုနာကဟာဆွေးငွေတိုးလာနေပါလိမ့် Gay Foundation အာဖရိကမှာရေရှည်လုပ်ငန်းဆောင်ရွက်တဲ့ဖွဲ့စည်းဖြစ်ပြီးမူလာတန်းဂျမ်းပိုက်ရေဆောင်ရှားမှုကိုအဓိကထားမြှင့်တင်မယ်လို့ Bill Gates ကဆိုပါလိမ့်မိခင်တွေကိုမဆောင်ပေးတဲ့ကိုယ်ဝန်ဆောင်စီမှာဂျမ်းပိုက်နဲ့အာဟာရကောင်းမွန်ကိုကူညီပေးတာဟာအကောင်းဆုံးရလဒ်ပါလို့ Bill Gates ကပြောပါလိမ့် ခလင်းငတ်တွေပထမဆုံးလေတင်တာကာလာအတွက်အဟာရပြည့်ဝဖို့ကလည်းအရေးကြီးဆုံးလို့ဆိုပါတယ် AI ရဲ့အလားအလာကိုပြောရမှာ mobile phone တွေကအာဖရိကမှာဗန်လုံးမဲကိုတော်လန်ပြောင်းလိုက်ခဲ့တယ်လို့ပဲ AI ဟာလည်းအာဖရိကတည်းရဲ့ဂျမိုင်းစနစ်တွေအလားအလာကောင်းနေပေးနိုင်တယ်လို့ပြောပါတယ်။ဂျော်ဝန်နိုင်ငံအားအနီးပညာသောအာထရာဆောင်းစနစ်ကိုသုံးပြီးတော့အနည်းငယ်များတဲ့ကိုယ်ဝန်ဆောင်မှုတွေကိုဖော်ထုတ်ပြီးဝန်ဆောင်မှုတွေမြင့်တင်နေတာနမူနာပေးခဲ့ပါတယ်။ Gate Foundation ရဲ့ဦးစားပေးလုပ်ငန်းတုံးကတော့မိခင်တဲ့ကလေးငယ်တွေမလို့အပဲတည်ဆောင်မှုရပ်တန့်ဖို့ နောက်မျိုးစုံသေးစေနိုင်တဲ့ကိုစက်ရောသားကကဲဝဲစွာကြီးမြတ်မှုတန်ပေါ်များစွာသောလူတွေစင်းရင်တွင်းကနေဆွဲထုတ်ဖို့ဖြစ်ပါတယ်ကျွန်တော်သေးတဲ့ကလူတွေကကျွန်တော်အကြောင်းမျိုးမျိုးပြောပြပါလိုက်မယ်ဒါမဲ့သူချမ်းသာကြောရစွာသေဆုံးသွားတယ်ဆိုတော့ကတော့သူတို့ပြောမဲ့စကားတွေမှာပေါ်ဝင်မှာမဟုတ်ပါဘူးကျွန်တော်လူတန်းခဲ့တာတွေပဲသူတို့မှတ်မိကြမှာပါလို့ဘီလ်ဂိတ်ကပြောပါတယ်သူကယင်းမျိုးနဲ့သူဝိုင်ဘတ်ဖတ်နဲ့ တခြားပရာဟိတသမားတွေစီကလည်းလူတန်းဖို့လှုံ့ဆော်မှုတွေရခဲ့တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဂွာတီမာလာနိုင်ငံမြောက်ပိုင်းမှာပရမစ်တွေပါတဲ့မာယာခေတ်ပျောက်ဆုံးရှီဟောင်းမြို့ကြီးရှောက်ခွေတွေ့ရှိတယ်လို့သိရပါတယ်။ဂွာတီမာလာမြောက်ပိုင်းအဂျယ်ဝန်စတူရမ်မိုင်6မိုင်ရှိတဲ့ပရမစ်တွေရေတန့်စင်စနစ်ပါတူမြောင်းတွေရှီဟောင်းမကြီးဘူးလည်းရအဆောက်အုံတွေပါမာယာခေတ်ပျောက်ဆုံးနေတဲ့မြို့ကြီးကိုရှီဟောင်းသုတေသနပညာရှင်တွေရှောက်ခွေတွေ့ရှိခဲ့ပါတယ်။ ဂေါ်ဒီမာလာနိုင်ငံတီကာမြို့သားဥယျာဉ်ကြီးကိုလံဘီယာလူ့အဖွဲ့အစည်းခစ်ကြိုရှေးအောင်မာယာလူမျိုးတွေနေထိုင်တဲ့ Los Angeles လို့အမည်ရပျောက်ဆုံးမြို့တော်ကြီးကိုရှာဖို့တွေ့ရှိကြတာဖြစ်ပါတယ်။နောက်ကလေးအနည်း3လောင်းဒီဘက်ကပရမစ်တွေရေတူးမြောင်းတွေပကြီးပပုလက်ရာတွေအတိုင်းသားဘူးမပြက်ရှာဖို့တွေ့ရှိတာဟာတမိုင်းဝင်ကျုံဆိုင်အမြင်အသက်ကိုရှာဖွေလေ့လာသိမြင်နိုင်စေတယ်လို့ရှေးဟောင်းသုတေသနပညာရှင်တွေကပြောပါတယ်။ မြို့မီ Los Angeles ဟာ Spain ဘာသာဆိုရင်တော့ဘိုးဘွားမြို့လို့အဓိပ္ပာယ်ရပါတယ်ဘိုးဘွားမော်နံဘိုးကြောက်ဆက်လက်ရနဲ့တွေ့ရပါတယ်တွေ့ခဲ့တဲ့ထိုင်းမအဆောင်တွေဟာအလဲခက် BC 800နဲ့900ကြာဖော်ညွှန်းပြပြီးတော့တရားရှိပေမင်းနဲ့ Premier Genie မြို့ရည်တန်းစနဲ့တူးမြောင်းတွေဖောက်လုထတာလည်းအမခံတွေ့ရပါတယ်အခုအစ်တွေရှိတဲ့ပျောက်ဆုံးရှီအောင်မြို့တော်နဲ့မနီအဝေးမှာအရင်ကတည်းကရှီအောင်မြို့ကြီးဖြစ်တဲ့ပါနယ်နဲ့ကမ်ဘရာဆိုတဲ့မြို့ဟောင်းတွေလည်းရှိတယ်လို့သိရပါဗျ။